အားလုံးမင်္ဂလာပါခင်ဗျာဇွန်လ30ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ဇွန်လ30ရက်နေ့ဆိုတော့အားလုံးလည်းလစာထုတ်တဲ့ရက်ဆိုတော့ပျော်တဲ့သူတွေပျော်စိတ်ညစ်တဲ့သူတွေစိတ်ညစ်နေကြမှာပေါ့နော်သတင်းတွေနဲ့မစတင်ခင်မှာပထမဦးဆုံးပြောချင်တဲ့ဟာလေးရှိသေးတယ်အဲ့ဒါကတော့ပြီးခဲ့တဲ့ပိုင်းကကျွန်တော်တို့ဒီသတင်းမီဒီယာတွေထောက်ပံ့မှုကိစ္စကျွန်တော်ပြောတဲ့အချိန်မှာကျွန်တော်ပါဝင်ပေါ့နော်တခြားမီဒီယာတွေထောက်ပံ့မှုပြည်တွင်းမီဒီယာတွေပေါ့ သူပြောတဲ့ချိန်မှာတချို့မရှင်းတာရှိတယ်တတ်မှတ်နှုံထားတစ်ခုရှိတယ်လို့ထင်နေကြတယ် Fiber မှာလာမေးကြရလဲရှိတာပေါ့ဒါပေမဲ့ကျွန်တော်ပြောချင်တာကျွန်တော်တို့မှာကအင်အားတရက်ရှိတယ်ဆိုလို့ရှင်ဟိုကြည့်နေတဲ့လူ9000ရှိတယ်9000တည်းက2000ခွဲလောက်ကပဲနော်နှုံထားတစ်ခုမလို့နော်ကိုတက်နိုင်တဲ့နှုံထားနေပဲဘသူ့ဘက်ဖြစ်ဖြစ်ထောက်ပံ့နိုင်နေဆိုတဲ့အကြောင်းပြောတာဖြစ်ပါတယ်ဟိုနှုံထားကြီးဘယ်လောက်မှ တတ်မှတ်ဆိုတဲ့ပုံစံမျိုးကြပြန်တော့လေအဲ့လိုပြောရအောင်လဲကျွန်တော်မှအဲ့ဒီနှုတ်ထတစ်ခုလောက်ထိကျွန်တော်ဟိုဥပမာတတ်မှတ်တဲ့ကြီးနှုတ်ထတစ်ခုနဲ့အဲပြီးမှကြည့်ရမယ်မပြီးမကြည့်ရဘူးဆိုတဲ့ပုံစံမျိုးလှုပ်ဖို့ထိလဲအာကျွန်တော်အရင်ချင်းမပြည့်မိသေးဘူးလို့လဲခံစားရလို့ဖြစ်ပါတယ်အဲ့ဒီအတွက်ကိုအဆင်ပြေတတ်နိုင်တဲ့လောက်ထောက်ပံ့ကြပါဦးနော် နောက်တစ်ခုပြောချင်တာကတော့ဒီကျွန်တော်နိုင်ငံမှာခုရပိုင်းခက်ဆက်စိတ်တွေ့လာတာဒီចောင်းသားချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်မှုတွေပေါ့နော်အခုထပ်ပြီးတော့ဗီဒီယိုတစ်ပုဒ်တက်လာတယ်ကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်တင်ထားတယ်ဆိုတော့တော်တော်ငယ်သေးတဲ့အရွယ်တွေလို့ယူဆရတယ်အပေါင်းသင်းနဲ့ဆော့တဲ့အရွယ်ဒီလိုအရွယ်လေးတွေရှိတယ်12နှစ်နဲ့13နှစ်ပေါ့နော်ဒီကြားတဲ့ကလေးတွေပေါ့အဲ့တော့ចောင်း uniform လေးတွေနဲ့လမ်းကြားတစ်ခုမှာកောင်လေးတယောက်ကိုဝိုင်းဝန်းထူးကျိတ်နေကြတယ် ဝိုင်းဝန်းထိုးချင်းနေတဲ့အကြောင်းအရာကဘာလဲဆိုတော့အဲ့ဒီ uniform မိုးဝတ်ထားတဲ့ကောင်လေးပေါ့အဲ့ထိုးချင်းနေတဲ့မှာ uniform မိုးဝတ်ထားတဲ့ကောင်လေးကအဲ့ကြောင်းဝတ်စုံဝတ်ထားတဲ့ကောင်လေးကိုထိုးကြည့်တယ်ထိုးကြည့်တော့သူကဘာလို့လဲဆိုတော့သူ့ကောင်မလေးနဲ့ပတ်သက်ပြီးဖြစ်တယ်ပေါ့နရဲစနိုင်းစကားတွေလည်းပြောတယ်နောက်တစ်ချက်ကကြတော့ဘာမြင်လဲဆိုတော့အဲ့ဒီကလေးတွေထဲမှာဗိတ်တောင့်နေတဲ့ကလေးတယောက်လည်းကျွန်တော်တွေ့တယ်ဒီလောက်ငယ်ရွယ်တဲ့အရွယ်ပေါ့နော်ငယ်ရွယ်တဲ့အရွယ်ဒီအရွယ်လေးမှာဒီလိုဖြစ်နေရတဲ့မြင်ကွင်းကိုကျွန်တော် ိတ်တော့သဘောမကျဘူးကလေးရဲ့အင်ကြီးဒစိတ်ကိုကြည့်တဲ့အချိန်မှာတော့အဋ္ဌက14လို့တော့သိရတယ်ဘယ်ရလဲတော့မသိဘူးเนาะအဋ္ဌက14ရဖြစ်ပါတယ်ဒီထဲမှာကလေးဒီအခုလိုမျိုးဖြစ်နေတာတိတ်တော့မမိုက်ဘူးကျွန်တော်တို့ငငယ်တော့ကပြန်ပြန်ပြောင်းပြီးပြောရရင်ရမဖြစ်ဘူးလားတော့မင်းတော့သူ့အသက်သူ့အရွယ်သူ့ခေတ်သူ့ခါနေတော့ဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမျိုးအုပ်စုဖွဲ့အနိုင်ကျင့်တာတွေတော့မရှိပါဘူး နော်တတိရှိရင်အဲ့လိုတယောက်တယောက်ချင်းထိုးကြတာတို့ပါတော့ငငယ်တော့ရှိပါတယ်ဒါတွေကလွမ်းမောစရာပေါ့နော်တတိရှိရင်တော့တယောက်တယောက်ချင်းထိုးကြတယ်ဟိုလိုအုပ်စုဖွဲ့ပြီးတော့အများနဲ့တယောက်ဝိုင်းပြီးကြောင်းနှဲနိုင်ခြင်းနှိမ့်ဆက်တာတွေတော့တိတ်မလုတ်ကြဘူးလုတ်တာတွေတော့လည်းရှိပါတယ်ဒါပေမဲ့နည်းခဲ့တယ်ဒါပေမဲ့အကြောင်းရာချင်းမတူနေဘူးကျွန်တော်ငငယ်တော့အကြောင်းရာနဲ့အခုအကြောင်းရာနေနဲ့ကမတူနေဘူးအခုကျတော့အဲ့လိုမဟုတ်ဘူးအကြောင်းရာတွေကကျတော့နည်းနည်းလေးမြင့်မာလာပြီတို့ကလူကြီးကိစ္စတွေဖြစ်လာပြီတော့သမီးကြီးစားကိစ္စတွေခုနကတော့ အဲတရားနဲ့တရားနဲ့ online ပေါ်မှာအပြန်အလှန်ပြောဆိုမှုတွေကနေညီးတဲ့ကိစ္စတွေကနေဖြစ်လာကြတာဆိုတော့ကို့တာသမီတွေကို့ရဲ့တပည့်တပန်းတွေကိုတည်တည်ကြာကြာလေးစနစ်တကျထိမ့်သိမ်းကြက်မှတ်သိမ့်ပြီလို့ကျွန်တော်ထင်ပါတယ်နောက်ပြီးတော့ဒီကလေးတွေနဲ့မွေးစီပေါ့နော်ဒီဒီရာကိုလည်းတည်ကြာလေးထိမ့်သိမ်းဖို့လိုတယ်နောက်တစ်ချက်ကကျတော့ဒီ uniform မို့ထားတဲ့ကျောင်းသားလေးကလေတော့ဗာပြောလဲဆိုတော့ဆီယမ်မနဲ့တော့တိုင်မင်းနဲ့ကလည်းတွေ့မယ်တဲ့မတိုင်ပါဘူးတဲ့အထူးခံရတဲ့ကောင်းလေးကလည်း တိုင်လဲတောက်ကယူမဆိုင်ဘူးလို့ပြောတယ်ကဲငါအကြောင်းမတက်ပဲလေဘာမှမဖြစ်ဘူးဘဲကောင်းမှကယူမဆိုင်ဘူးဆိုတဲ့သဘောမျိုးပြောတယ်ဆိုတော့ဒီလိုအတုံးနှုံးမျိုးတွေကဒီလိုကလေးတွေအရွယ်မှာပေါ့မကြားတဲ့မကြားအပ်တဲ့အရာတွေလည်းဖြစ်ပါတယ်အဲ့တော့ထင်းနေနေလေးလောက်ကြဖို့လိုပါတယ်နောက်တည်နေဖို့ကတော့ကျွန်တော်တို့ဒီမကွဲပြားနေတဲ့တည်နှစ်ပုတ်ကိုကျွန်တော်တင်ပြပြီးတော့มาဖြစ်ပါတယ်တည်နှစ်ပုတ်ကကွဲပြားနေဆိုတည်ရတဲ့ပုတ်တည်းဒါပေမဲ့ခေါင်းစဉ်ချင်းမတူတာ အဲခေါင်းစဉ်ကြီးမတူတာကဘာလဲဆိုတော့တစ်ခွက်ကဒီအကျံဖတ် RB Media တစ်ခုကတင်ထားတယ်ချင်းနှင်းမြင့်အတိုင်းမုံရွာဘက်ကိုဆန်တက်သွားတဲ့စစ်ရည်ရင်တွေပေါ့လုံကြီးတဖုတ်ဝင်နေရဲ့ရည်ရင်တွေသွားတဲ့လမ်းတစ်လျှောက်မှာမြေကမ်းမရရွာတွေကိုဆက်တက်လီထီတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့တင်တဲ့ပုဂ္ဂိုလ်ကတင်ထားတယ်ဆိုတော့အဲ့ဒီတင်ကအဲ့လိုပဲကြည့်လိုက်လို့ရှင်ရိုးရိုးလေးပဲအော်သူစစ်ကြောင်းသွားဖို့အတွက်ဘုံကျဲတိုက်ခိုက်သွားပြီးတော့ရှင်းလင်းသွားတယ်အဲ့မှမလူလာအပ်ပဲပြည်သူတွေတေဆုံးရတယ်ဘာညာဆိုပြီးပြောကောင်းပြောနိုင်တယ် ဒါပေမဲ့ပြောချင်တာအဲ့တရင်ရဲ့အစ်စ်မနောက်ထပ်တရင်တစ်ခုရှိသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ချင်းနှစ်မြတိုင်ပုံရဘက်ကိုဆန်တက်သွားတဲ့အဲ့ဒီရေရင်တွေကို PDF ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ဆိုတဲ့တရင်။သူတို့ဘက်ကတင်ထားတဲ့တရင်နှစ်ပုတ်ကိုပဲခေါင်းစဉ်လွဲတယ်။ဒါပေမဲ့ဖြစ်စင်မှာတစ်ဖက်ကပေါ်ပြတာကနှစ်မျိုးနှစ်မျိုးလုံးကသူတို့ဘက်ကသူတို့ရက်ပြီးပေါ်ပြတာပဲ။တစ်ဖက်ကပေါ်ပြတာကလူမျိုးတစ်ဖက်ဝင်တွေကိုအမြင်လွဲထင်လွဲအောင်ပြည်သူတွေကို လာဘုံကျဲတိုက်ခိုက်တဲ့ပုံစံဖြစ်အောင်ဖော်ပြတယ်။နောက်တစ်ပုဒ်ကကြတော့မဟုတ်ဘူးသူတို့ဘက်ကနေပြီးတော့ဒီရေရင်တွေကိုတိုက်ခိုက်တယ်ဆိုသူတို့ဖော်ပြတယ်။ဒီမှာဗာမြင်ရလဲဆိုတော့တိုက်ပြီဆိုတဲ့ကနှစ်ဖက်တိုက်ခိုက်မှုအပြန်အလှန်ဖြစ်ပြီဆိုတဲ့ဟုကဘေးမှာရှိတဲ့ဒေသခံပြည်သူတွေကတေချာပေါက်ထိခိုက်မှာပဲ။အဲ့တော့ဘာလို့ပြည်သူနဲ့လွတ်ကင်းရမှာတိုက်ပွဲမပေါ်ဆောင်တာလဲ။အဲ့ဒီစည်ရင်သွားတဲ့လမ်းတလျှောက်လုံးမှာတိုက်ပွဲပေါ်ဆောင်လို့ရတဲ့နေရာကပြည်သူရှိမှလားဆိုဒီလိုပြောချင်တယ်နော်ဒီတည်င်းတဲ့ပုံကိုရှင်ပြီးတော့ပြောပြတာဖြစ်ပါတယ် တော့သူတို့ကိုယ်တိုင်ပဲသူတို့ရဲ့နောက်ကျောကိုပြန်ဖော်တာမသိရင်ပြည်သူပဲအတလွတ်အပေါ်ကဘုံကျဲသလိုပါလို့ねနှစ်ဖက်တိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာထိခိုက်သွားတာရှိကောင်းရှိနိုင်တယ်ဒါပေမဲ့တစ်ဖက်ကပေါ်ပြနေတာအဲ့လိုမဟုတ်ပဲねပြည်သူပဲတစ်ဖက်သက်စက်တက်လီဒီပေါ်ကနေဘုံကျဲတဲ့ဆိုတဲ့ပုံစံမျိုးပေါ်ပြတယ်ပေါ့နော်နောက်တတိယဘုတ်ကတော့မန္တလေးတိုင်းဒေသကြီးစင်ကူးမြို့နယ်အဲ့ဒီမှာရှိတဲ့လက်ပံလာရွာပေါ့နော်လက်ပံလာရွာမှာပုံအောင်နေတဲ့ PDF ဖွဲ့ဝင်တွေကိုတမတော်ကလေချောင်းတက်ခိုင်းမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒါကတော့ ဇွန်လ29ရက်နေ့နေ့လယ်ပိုင်းမှာဖြစ်ပါတယ်ဒီတက်ခိုက်မှုမှာထိခိုက်ဒဏ်ရာရမှုအချို့တွေရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံတည်းကိုနေဆက်လမ်းကြောင်းတွေကနေတဆင့်ဝင်ရောက်လာတဲ့တရားမှုဝင်ဝင်ရောက်လာတဲ့ကြပ်ဖြန့်ပေါ့နော်အွန်လိုင်းလင်လေမှုနဲ့ဒူးဆဲမှုတွေဆက်ဆက်ပါဝင်ခဲ့တဲ့တရုတ်နိုင်ငံသား209ဦးကိုဖမ်းဆီးခဲ့ပြီးတော့ဒါဥပဒေနဲ့ညီပြည်နှင်လိုက်ပါတယ်ပြီးတော့လွှဲပြောင်းပေးအပ်လိုက်တယ်လို့သိရပါတယ် နောက်တဲ့တင်တဲ့ဘုကတော့ကျွန်တော်တို့ဒီနဲ့ရေကန်တဝိုင်းဖြစ်စင်နေပေါ့နော်အလုံးမီးတဲ့အမ်ဒန်လန်အချင်းနေဘယ်လိုလဲအမ်ဒန်လန်အချင်းနေဘယ်လိုလဲဆိုတော့ဒီမှာနဲ့ရေကန်တဝိုင်းမှာထိတွေ့မှုအနည်းငယ်ပဲရှိပါတယ်နော်အထိတွေ့မှုအနည်းငယ်ပဲရှိပြီးတော့အဲ့မှာရှိနေတဲ့လူညိုကြီးစခန်းတွေကိုဒါရွာတွေဘက်ကနေပတ်ပြီးတော့လာရောက်ချောင်းချောင်းတိုက်ခိုက်တာတွေရှိတယ်လိုင်းလံရှင်းလင်းတဲ့အချိန်ကျရင်ရွာတွေဝင်ပြေးတယ်ရွာမှာပုံတဲ့ ဖြစ်စဉ်တွေရှိတယ်ပေါ့အထူးသဖြင့် AA နဲ့အဲ့ဒီဘက်မှာရှိတဲ့ PDF တွေပေါ့နော်ထိတွေ့မှုကြီးကြီးမားမားကတော့တိတ်မရှိဘူးလို့သိရပါတယ်ဆိုတော့နောက်တစ်နေ့တဲ့ဘုတ်ကတော့ Belarus နိုင်ငံ Minsk မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့စတုဒ္ဒကျင်းဥရောပအာရှစီးပွားရေးဖိုရမ်ပေါ့နော် EF 2025ကိုတက်ရောက်ခဲ့တဲ့နိုင်ငံတော်စမဲဥချုပ်ကြီးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာနေပြည်တော်ကိုပြန်လည်ရောက်ရှိလာပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်နိုင်ငံအနေနဲ့ဒါလိလာသူအနေနဲ့တက်ရောက်ခဲ့တာဖြစ်ပါတယ်ဒီလိုတက်ရောက်ခြင်းအဖြစ်ပေါ့ဒီမှာနည်းနည်းလေးတော့ပြောစရာရှိတာကကျွန်တော်တို့မှာက လက်ရှိမှာနိုင်ငံချို့ရဲ့ပိတ်ဆို့မှုကိုခံထားရတယ်။ဆန့်ရှင်ထိထားတယ်။အဲ့တော့ပိတ်ဆို့မှုကိုခံပြီးတော့ငုတ်တုတ်ထိုင်ပြီးတော့ตายာနေလို့တော့မရဘူး။ဒါအဲ့ဒီခေတ်မဟုတ်ဘူး။အဲ့တော့နိုင်ငံတော်လူကြီးပိုင်းနေအနေနဲ့ကဆိုင်နေနဲ့မိပြက်သွားတယ်ပေါ့နော်။ဆက်ရိုက်မှာဖြစ်ပါတယ်။ဆိုနိုင်ငံတော်လူကြီးပိုင်းနေအနေနဲ့ကအတတ်နိုင်ဆုံးရင်းနှီးမြှုပ်နှံမှုတွေပြည်တွင်းကိုဝင်လာအောင်ဒီပြည်ပမှာလည်းတန်ပြည်တွင်းက နိုင်ငံသားတွေတော့လူငယ်တွေအခွင့်အလမ်းရရှိအောင်ကြောင်းနေတက်ရအောင်ဆိုပြီးတော့လက်လန်းမိတဲ့နိုင်ငံမှန်သမျှဥပမာမြန်မာနိုင်ငံနဲ့တဟဆာတာဖြစ်တဲ့နိုင်ငံမှန်သမျှကိုခကြီးတွေသွားတယ်အထက်နိုင်ဆုံးတော့ဒါထိတွေ့ဆက်ဆံမှုတွေလုပ်ပါတယ်အခုလည်းဒါဘလာရုစ်နိုင်ငံမင်းစ်မြို့ကိုသွားတယ်ပြီးတော့အပြက်မှာရုရှားကိုဝင်တယ်ရုရှားနိုင်ငံမှာရှိတဲ့အဲ့ဒီပြည်နယ်တစ်ခုတည်းဝင်တယ်အဲ့ဒီပြည်နယ်မှာလည်းထုံလီလကောင်းပဲဒါပြည်တွင်းမှာယင်းနှမြုံနှံမှုပြုလုပ်ဖို့တင့်တော်မဲ့နေရာတွေကို တွားရောက်ခဲ့တယ်ဒီမှာကျွန်တော်တို့မြင်နိုင်ဆုံးပေါ့နော်ဒီမှာအကောင်းဆုံးလို့ပြောလို့ရတဲ့ဒါတွားရောက်လေ့လာတဲ့အထက်မှာကျွန်တော်တို့ဒီလက်ထုံဆက်ဆက်ယုံရဲ့ပြီးရင်노트ပစ္စည်းဆက်ယုံရဲ့နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ဒီမီယက်ထားဆက်ကောင်းဆက်ယုံရဲ့နောက်ပြီးရဟရင်ဆက်ယုံပေါ့နော်ဒီနေရာတွေကိုတွားရောက်လေပတ်ခဲ့တာတွေ့ရပါတယ်ဆိုတော့ဒါတွေကလည်းဆိုတော့နိုင်ငံအတွက်အရေးကြီးတဲ့ကိစ္စတွေဖြစ်ပါတယ်ဆိုတော့နောက်သတင်းတစ်ပုဒ်ကကျွန်တော်တို့ဒီလေးမျက်နှာကိစ္စပေါ့နော်လေးမျက်နှာမျိုးပတ်ဝန်းကျင်မှာလေးမျက်နှာရေးကြီးဒီပတ်ဝန်းကျင်မှာ AA ကထိုးစစ်ဆင်လာတာနဲ့များတိုက်ပွဲတွေဖြစ်ပွားခဲ့တာရှိတယ်ပေါ့ဒီတိုက်ပွဲတွေဖြစ်ပွားလာတဲ့အချိန်မှာဒေသခံပြည်သူလူထုတွေရှောင်ရှားရတယ်အဲ့လိုရှောင်တဲ့အချိန်မှာ အရင်တော့ကအေးပြရတဲ့တချို့နေရာတွေမှာလမ်းအသုံးပြုလို့မရတဲ့နေရာတွေမှာရေလမ်းအသွားနေရာရှိတယ်ပေါ့နော်အဲ့မှာအရင်တော့ကကြာတဲ့နဲ့ဆက်လီကအရင်တော့ကကြာတဲ့နဲ့အရာတွေထက်ဟိုမှာ၃စ၄စလောက်ပို့ပြီးတော့ဈေးတင်တောင်းခံတာမျိုးတွေရှိတယ်ပေါ့အဲ့တော့ပြည်သူလူထုအနေနဲ့မရှိလို့မှပြေးရပါတယ်ဆိုတာမှာ အခုလိုမျိုးတွေလှုပ်လာတဲ့အခါကျတော့ပို့ပြီးတော့ခက်ခဲရတယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ဒီလေးမျက်နှာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ဆုံးရရှိထားတဲ့သတင်းတွေအရထိထိတိုက်ပွဲဖြစ်စဉ်သိမရှိဘူးလို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကဒီဝဲတောင်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲပေါ့နော်မနေ့ကသတင်းမှာလည်းကျွန်တော်ပေါ်ပြခဲ့ပါတယ်ဝဲတောင်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲကဒီဖြူးမြို့နယ်ဝဲတောင်းကြီးရွာမှာပေါ့နော် PDF ပူပေါင်းအဖွဲ့တွေအများပြားပါပဲတစ်ဖွဲ့တည်းမဟုတ်အများကြီးပဲဝင်ရောက်တိုက်ခိုက်တယ်ဒီတိုက်ခိုက်တဲ့အခြေအနေမှာ တို့ဝင်တိုက်တာကတနိုင်နဲ့နှစ်နိုင်ဝန်းကျင်မှာဝင်တိုက်တာဒီလိုဝင်တိုက်တဲ့အချိန်မှာလုံကြီးတပ်ဖွဲ့ဝင်တွေကခုခံတယ်သူတို့အနေနဲ့စခန်းထဲကိုမရောက်ခဲ့ဘူးနော်လေကြောင်းတတ်ခဲမှုတွေကြောင့်ထွက်ပြေးကြတယ်တော်တော်ကိုပြေးကြတယ်သူတို့ပြေးတဲ့နေရာတွေနောက်ထပ်ချက်မကွာလိုက်ရှင်းတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့ဒီသူတို့တိုက်ခိုက်တဲ့နေရာမှာလုံကြီးတပ်ဖွဲ့ဝင်တွေက10ဦးတည်ဆုံးတယ်ဆိုပြီးတော့သူတို့ကဖော်ပြတယ်ပြီးတော့ဒီလုံကြီးတပ်ဖွဲ့ဝင်တွေကပြစ်ခတ်လို့ပြည်သူ၄ဦးတည်ဆုံးတယ်ဆိုပြီးသူတို့ကဖော်ပြတယ် လာတိုက်တာရွာပြင်ကနေလာတိုက်တာသူတို့ရွာထဲမှာလုံညိုးတက်ဖောက်ဝင်နေတဲ့အတူတူပိတ်မိနေတာပြည်သူသူတို့ပြစ်ချင်ရပြစ်ပြစ်ထဲလို့ထိခိုက်တာပြည်သူထိခိုက်တာဒါကျွန်တော်တို့လည်းသတင်းကသိပြီးသားသူတို့ပြစ်လို့ထိတယ်ဆိုတာကျွန်တော်တို့သိပြီးသားဒါပေမဲ့သတင်းပေါ်ပြတာဗာလဲဆိုတော့စစ်တပ်ပြစ်ခတ်မှုကြောင့်ပြည်သူ၄ဦးသေဆုံးတယ်တတော်ကိုဘလောင်းပလဲနိုင်တဲ့သတင်းပေါ့ဟွာကြတယ်လို့ပြောအောင်ပေါ့နော်ဟွာကြတာနောက်ပြီးတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့သူတို့ကတိုက်ခိုက်သိမ်းပိုက်တယ်လို့သုံးနှုန်းထားတယ်သတင်းမှာတကယ်တော့အဲ့နေရာကိုသူတို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပါဘူးနော်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပါဘူးအဲ့ဒီအတိုင်းပဲ ဒါစခန်းကကြံခဲ့တာဖြစ်ပါတယ်ထိခိုက်မှုနဲ့ပတ်သက်ပြီးတော့အဲ့လောက်တော့မရှိခဲ့ဘူးနောက်တရင်တပုတ်ကတော့ဒီရက်ပိုင်းမှာအလုံးစောင့်မြော်နေတဲ့နောင်ချူပေါ့နော်နောင်ချူနဲ့ပတ်သက်ပြီးတော့လည်းအလုံးတော်တော်များများလဲ line ပေါ်မှာတည်ပြီးသားဖြစ်မှာပါအဲ့ဒီမှာရောက်နေတဲ့သူတွေကိုယ်တိုင်ဝီမျှအေးသားနေတဲ့ကိစ္စတွေပဲလေအကုန်လုံးတည်ပြီးသားဖြစ်မှာပါဆိုတော့စစ်ကြောင်းကြီးတွေဟိုစစ်ကြောင်းကြီးတွေလိုပဲတုံနှုံးမှာပေါ့နော်အဲ့လိုပဲတင်စားပြီးပြောမှာစစ်ကြောင်းတွေနေရာဖြန့်ခွဲပြီးတော့စစ်ကြောင်းထိုးတဲ့ဟာကအခုဆိုလို့ရှိရင်ဒါမြို့တွေကို တပွေလူနေပါ တပြိုင်နဲ့ရောက်ရှိနေပါပြီအားလုံးဒါဘယ်လိုအချိန်မှဘယ်လိုမျိုးဝင်သိမ့်မဲဆိုတာတော့ကျွန်တော်တို့လည်းပြောလို့တော့မရအောင်ဘာလို့မသိမ့်တာလဲလို့ကျွန်တော်တို့လာမေးရင်ကျွန်တော်တို့လည်းမသိပါဘူးဒါဆိုကျွန်တော်တို့အစစ်ပြုပါသမားတွေမဟုတ်ဘူးဖြစ်စဉ်ရှိရင်တော့ဖြစ်စဉ်ရှိတဲ့အတိုင်းပြောမယ်ပေါ့ဒါပေမဲ့လေချောင်းတက်ခတ်မှုတွေလေချောင်းရှင်းလင်းမှုတွေဇက်တိုက်လွတ်ဆောင်နေတာတွေ့ရတယ် TNL နဲ့ PDF တွေဘက်ကမြို့ထဲမှာရှိနေတဲ့အချို့နေအိမ်တွေမိရှုဖြက်စီးတာတွေရှိတယ်လို့ကျွန်တော်တို့သိထားပါဗျ။နောက်တဲ့တင်တဲ့ဘက်ကတော့ကျွန်တော်တို့ဒီမြန်မာပြည်မှာ ကျွန်တော်အပီးတိုင်ခြေမုံတိုက်ခိုက်ဖြည့်ဆည်းနိုင်ခဲ့တဲ့ community ဝါဒပေါ့ community ဝါဒဆိုတာကျွန်တော်တို့က community ဝါဒကိုမမုန်းပါဘူးเนาะ community ဝါဒကိုလည်းမလိုလားတာမဟုတ်ပါဘူးလိုအပ်လို့ကျင့်သုံးရမယ်ဆိုရင်လည်းကျွန်တော်တို့နိုင်ငံအနေနဲ့ကျင့်သုံးလဲကျွန်တော်ပြောစရာမရှိပါဘူး။ဒါပေမဲ့ပြောချင်တာကတော့မြန်မာနိုင်ငံမှာကျင့်သုံးတဲ့မြန်မာနီမြန်မာဟန် community ပေါ့နော်။အဲဗမာပြည် community ပေါ့။အဲ့ဒီ community တွေတစ်ခါပြန်ပြီးတော့ခေါင်းထောင်လာတယ် အရင်တုန်းကတော့အရင်တုန်းကတော့မြို့ပေါ်မှာရှိနေတဲ့နိုင်ငံရေးပါတီကြီးတစ်ခုရဲ့နောက်ွယ်မှာဒါမှမဟုတ်ရှင်သူတို့ရဲ့လက်အောက်မှာတိမ်မြုပ်နေခဲ့တဲ့ community ဝါဒပေါ့အရင်တုန်းကတော့အဲ့လိုနေတဲ့အခါမှာတော့သူတို့ကဒါဒီမိုကရေစီခေါင်းစဉ်အောက်မှာရှိနေသော community များပေါ့နော် community ရှိခဲ့ပြီမဲ့အခုကတော့ community ဆိုပြီးပေါ်တင်ခေါင်းပြန်ထောင်းလာပါပြီဆိုတော့ကျွန်တော်တို့နိုင်ငံမှာနိုင်ငံရေးဝါဒကိုဘာမှမသိတဲ့လူငယ်တွေကို အဲ့ community လောက်ခံနဲ့ဆွဲထည့်ပြီးအခုဆိုလို့ရှိရင်စစ်တိုက်ခိုင်းနေပါပြီဆိုတော့မြန်မာနိုင်ငံမှာ community ဝါရကဟိုအရင်တော့ဒီလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာစပြီးတော့အပြည်တွင်းစစ်တွေနဲ့အတူတဖြည်းဖြည်းနဲ့ဩဇာကြီးမားခဲ့ပါတယ်1988ခုနှစ်နောက်ပိုင်းမှာတော့တဖြည်းဖြည်းနဲ့ ီကွန်မြူနတီကိုတက်မတော်အစိုးရကနေပြီးတော့နှိမ်နှင်းပြီးတော့ဖြိုခွဲခဲ့ပါတယ်ဒီလိုဖြိုခွဲခဲ့လို့လည်းဖြည်းဖြည်းနဲ့သူတို့ရဲ့ပုံရိပ်ကကျဆင်းခဲ့ပါတယ်ကျဆင်းလာပြီးတဲ့နောက်ပိုင်းမှာတော့ပျောက်ကွယ်သွားပါတယ်ပျောက်ကွယ်သွားတဲ့အချိန်မှာဘယ်လိုဖြစ်သွားလဲဆိုတော့ပြည်ထဲမှာရှိတဲ့နေပယ်ပေါင်းစုံပေါ့ဥမာစာရေးဆရာနေပယ်တို့နောက်ပြီးလို့ရှိရင်အကျောသတင်းသမားနယ်ပယ်တို့အချို့သောနေရာတွေပေါ့နော်နိုင်ငံရေးသမားနယ်ပယ်တွေမှာ community တွေကစိတ်ဝင်နေခဲ့ပါတယ်အဲ့ဒီအတွေးခေါ်တွေနဲ့စာရီရေးသားကြတဲ့သတင်းတွေ ပုံဖော်ကြတယ်။အဲ့လိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံရဲ့ဒီနိုင်ငံရေးအယူဝါဒတွေကလည်းဘယ်လိုပြောရမလဲ။ quasi ကြွားကြနိုင်တဲ့နိုင်ငံရေးအယူဝါဒတွေဖြစ်သွားတယ်။တကယ်တမ်းသွားချင်နေတာဒီမိုကရေစီတကယ်တမ်းလုံနေတာကွန်မြူနစ်လုပ်ရက်တွေလုပ်ခဲ့တဲ့ဖြစ်စဉ်တွေမြန်မာနိုင်ငံမှာအများကြီးကြုံခဲ့ပါတယ်။ဘာကြောင့်အခုလိုမျိုးဖြစ်သွားတာလဲ။ပြောချင်တာကတော့လူငယ်တွေကတော့ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့အသိပညာနှဲပါကြအဓိကကတော့မြန်မာနိုင်ငံမှာ ဒီ community party ရဲ့မြန်မာနိုင်ငံမှာလှုပ်ရှားခဲ့တဲ့ဒီ community ဝါဒအဲ့ဒီဝါဒကိုမောင်းနှင်ခဲ့ကြတဲ့လူတွေရဲ့ရက်ဆက်မှုဒီလိုကိစ္စတွေကိုလူငယ်တွေမသိခဲ့ပါဘူးမမိခဲ့ပါဘူးမမိခဲ့တဲ့အခါကျတော့လက်နက်ကင်ရမဆိုတိုင်းပြည်ပြည်ဝင်နေနောက်ဆုံးမှာတော့ community အဖွဲ့ကြီးတစ်ဖွဲ့ပြန်ပြီးတော့ထောင်လာတယ်အဲ့ထောင်တဲ့ဖွဲ့ကလည်းအလုံးစုံသိတဲ့အတိုင်းပဲပြီးခဲ့တဲ့ရက်ပိုင်းကကန်တော့ရက်စကန်ဖြစ်စင်မှာထောင်လာတဲ့ဖွဲ့ပေါ့နော်အဲ့တော့လူငယ်တွေကအရင်တော့သူတို့ကိုယ်တိုင်ဆန္ဒပြခဲ့တာတရုတ်ဒါပေမဲ့အခုလောလောဆယ်ဆယ်သူတို့ကိုယ်တိုင် ဒီမော်ဝါရပေါ့နော်မော်စီတုံးဝါရကိုလိုက်နာတဲ့ community ဖွဲ့ရဲ့လက်အောက်ခံအဖြစ် ရောက်ရှိသူသွားပါတယ်အဲ့တော့ကျွန်တော်နိုင်ငံမှာဒီ community ဝါရအသက်ပြောင်းဝင်လာတာကကျွန်တော်တို့ဒီလူငယ်တွေကြားထဲမှာပေါ့ဒီနိုင်ငံရေးအသိမြင်အားနည်းမှုယုံကြည်လွယ်မှုဒီလိုအသိမြင်အားနည်းမှုကြောင့်ယုံကြည်လွယ်မှုတွေကြောင့်အစွန်းရောက်ဆိုတဲ့နေရာကိုရောက်သွားတယ်အစွန်းရောက်ဆိုတဲ့နေရာကိုရောက်သွားတဲ့အချိန်မှာထပ်ပေါက်တစ်ခုအနေနဲ့လက်နက်တွေကင်ကြပြီးတော့ ဘာမှမသိဘဲနဲ့တိုက်ပွဲတွေရောက်ခဲ့တယ်ပေါ့ဒါကကျွန်တော်နိုင်ငံမှာ community ပြန်လည်ခေါင်းထောင်လာခြင်းရဲ့အကျိုးဆက်တွေဖြစ်ပါတယ်နောက်တစ်နေ့ဘုကတော့ဇွန်လ29ရက်နေ့ကရှင်ပြိုင်ကစားခဲ့တဲ့ဒါမြန်မာအမျိုးသမီးတင်းနဲ့တာမင်နစ္စတန်အတင်းမှာမြန်မာအတင်းက၈ကိုအထိတွင်းယူပြီးတော့အနိုင်ရခဲ့ပါတယ်ဒီပွဲမှာမြန်မာကွင်းလဲလူကျောနံပါတ်7ဝင်းဝင်းက hat trick ကိုရယူခဲ့ပြီးတော့ပရိသတ်အချစ်တော်ပြည်တဲ့မီထက်လူကလည်းတကူတွင်းယူခဲ့ပါတယ်လာမယ့်ရက်တွေမှာတော့ မြန်မာသင်းဟာဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းနဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။နောက်တဲ့နေ့ဘုကတော့စကိုင်းတိုင်းဒေသကြီးရွှေဘုံမြို့နယ်ဟင်းသာကြီးရွာမှာရှိတဲ့ဒေသပြည်သူစစ်တပ်ဖွဲ့ဝင်တွေရဲ့နေရာကို PDF အဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ပြီးတော့ဖမ်းဆီးတပ်ဖြတ်မှုတွေလုဆောင်သွားခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါဖမ်းဆီးခံရမှုနဲ့တိုက်စုံမှုတွေတော့ကျွန်တော်တို့ဆက်ပြီးတော့စုံစမ်းဆဲဖြစ်ပါတယ်။နောက်တဲ့နေ့ဘုကတော့ နော်ဝေနိုင်ငံမှာထိပေါက်တယ်ဆိုပြီးတော့လူပေါင်း9000လောက်ကိုစာတို့ပေးပို့ပြီးတော့ခဏပျော်စေခဲ့တဲ့ဖြစ်စဉ်ဖြစ်ွားခဲ့ပါတယ်အဲ့ဒါကတော့ဒီနော်ဝေနိုင်ငံက Euro Jackpot ဆိုတဲ့ကုမ္ပဏီပေါ့နော်အဲ့ဒီကုမ္ပဏီကနေပြီးတော့ဒီထိပေါက်တဲ့ဖြစ်စဉ်မှာအဲတွက်ချက်မှားပြီးတော့အစားနဲ့အမြောက်နဲ့မှားပြီးလုပ်မိပြီးတော့လူပေါင်းများစွာကိုထိပေါက်တယ်ဆိုပြီးတော့စာတို့ပေးပို့ခဲ့တယ်ပေါ့နော်ဒီလိုစာတို့ပေးပို့ခဲ့တာကြောင့်လူပေါင်းများစွာကချက်ချင်းပဲသူတို့က ဒါငွေတန်းနဲ့ချီရပြီဆိုတန်းကျွယ်တထေးဖြစ်သွားပြီလို့ဆိုပြီးတော့ခဏပျော်ခဲ့ရတော့ဒါပေမဲ့လည်းကုမ္ပဏီအနေနဲ့ပြန်ပြီးတောင်းပန်ခဲ့တယ်အဲ့ဒီက T ရဲ့အကြီးကဲရလည်းဒီဖြစ်စဉ်ဖြစ်ပွားပြီးရတဲ့ချက်ချင်းပဲနှုတ်ထွက်သွားပါတယ်နောက်တဲ့ရင်ဘုတ်ကတော့ကျွန်တော်တို့ချင်းသတင်းဌာနဖော်ပြခဲ့တဲ့ပလောဝါမြို့နယ်မှာရှိတဲ့ချင်းအမျိုးသမီးတွေနဲ့ဒေသခံတိုင်းရင်းသူတွေအပေါ်မှာအေအုပ်ချုပ်မှုအောက်မှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေပေါ့နော်အဲ့ဒါကအေအဖွဲ့နဲ့ကြောက်မက်ခွေရာကောင်းတဲ့မတိန်မှုတွေပေါ့နော် ေထင်းကျုပ်တာရဲ့ဒီချင်းပြည်နယ်ပလောဝမှာရှစ်လအတွင်းမှာအမျိုးသမီး၄ဦးအတ္တမပြုကျင့်ခံရပြီးတော့နှစ်ဦးဟာအတ္တမပြုကျင့်ခံပြီးတော့တပ်ဖြတ်ခံခဲ့ရတယ်လို့သိရတယ်ဒါကဒီပလောဝကိုအေထင်းကျုပ်ပြီးတဲ့နောက်ပိုင်းမှာမျိုးသမီးတွေစက်တိုက်အတ္တမပြုကျင့်ကျူးလွန်ခြင်းခံရတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးအေအေဘက်ကတော့တစုံတရာတုတ်ပြန်ပြောဆိုတာမရှိပါဘူးပလောဝမှာအေအေဖွဲ့တွေရဲ့အနိုင်ကျင့်နှိပ်စက်မှုကိုချင်းလူမျိုးတွေကခါးစည်းပြီးခံနေရပါတယ်။နောက်တစ်ချက်ကကြတော့ပလောဝဒေသမှာရှိနေတဲ့ဒေသခံ လူငယ်တွေကိုလည်းအေအေဖွဲ့မှာတာဝန်ထမ်းဆောင်ဖို့အထမဖန်ဆီးခေါ်ဆောင်နေတာလည်းရှိပါတယ်။နောက်တစ်လေးနေဘုကတော့ချင်းပြည်နယ်တိတိမျိုးနယ်မှာရှိတဲ့ကလေးတိုင်းငင်လန်းပေါ့ကာလမပေါ်မှာအခုရက်ပိုင်းမှာတိုက်ပွဲတွေစက်တိုက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။လူမျိုးတဖွဲ့ဝင်တွေနဲ့ချင်း PDF ဖွဲ့ဝင်တွေကလေး PDF ဖွဲ့ဝင်တွေကြားထဲမှာဒါထိတွေ့တိုက်ပွဲတွေစက်တိုက်ဆိုသလိုဖြစ်ပွားနေတာဖြစ်ပါတယ်။နောက်တစ်လေးနေဘုကတော့ဒီရက်ပိုင်းမှာတပိတ်ချင်းကိုဆက်လက်ရှင်းလင်းတိုက်ခိုက်နေတဲ့လူမျိုးတဖွဲ့ဝင်တွေဟာတပိတ်ချင်းမြို့နယ်ငားမိုင်ရွာမှာရှိတဲ့ TNL နဲ့ PDF ပူပေါင်းစကန်တစ်ခုကိုထပ်ပြီးတော့အလုံးစုံသိမ့်ပိုက်ခဲ့ပါတယ်ဒီသိမ့်ပိုက်မှုမှာ PDF TNL အလောင်းအများပြားလဲသိသိရမိခဲ့တယ်လို့သိရပါတယ်နောက်သတင်းတပုတ်ကတော့ကြောက်မဲပေါ့နော်ကြောက်မဲမှာဒီရက်ပိုင်းမှာလေကြောင်းတက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်ပြီးတော့ TNL PDF တွေအသေးဆုံးမှုများပြားခဲ့တယ်လို့သိရပါတယ်နောက်သတင်းတပုတ်ကတော့ကျွန်တော်တို့ရခိုင်ပြည်နယ်တွေကနေထွက်ပြေးလာတဲ့လူငယ်အချို့ပေါ့နော်ဖန်စီစစ်ဆေးတာခံရတာဖန်စီရတာမဟုတ်စစ်ဆေးတာခံရတယ်ပေါ့နော် ပြီးနေဝရီဂိတ်မှာစစ်ဆေးတာခံရတယ်ပေါ့ဒီလူငယ်တွေက A အဖွဲ့ရဲ့အတ္တမဒါလက်နက်ကင်ခိုင်းမှာကိုကြောက်တာဖြစ်တဲ့တော့တော်လန်းနေရနေတဲ့ဆင့်ရပောင်းများစွာကြာပြီမတဲ့ကိုဝင်လာဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်ဒီလူငယ်တွေကိုခေါ်ဆောင်စစ်ဆေးနေတယ်လို့လည်းသိရပါတယ်နောက်တဲ့ဒီနေ့ဘုကတော့ဇွန်လ29ရက်နေ့ညပိုင်းကရုရှားကနေပြီးတော့ယူကရိန်းမှာရှိတဲ့စစ်ရေးပြင်းမှတ်အချို့ကိုဒရုန်းပေါင်းယာနဲ့ချီပေါ့ဒရုန်းယာနဲ့ချီဒါတာဝေးပြည့်အမြောက်ယာနဲ့ချီပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ဒီတိုက်ခိုက်မှုတွေမှာယူကရိန်းဘက်ကအပျက်စီးတိုက်ဆုံမှုများပြားခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ထိုင်းဝန်ကြီးချုပ်ဖီထွန်တန်ရှင်နာဝုတ်ကိုဒီရက်ပိုင်းမှာစန့်ကျင်မှုမြင့်ပါနေပါတယ်ဒီစန့်ကျင်မှုတွေကထိုင်းနိုင်ငံမြို့တော်ဘန်ကောက်ရဲ့မြို့လယ်မှာဖြစ်ပွားနေတာဖြစ်ပြီးတော့ဒီစန့်ကျင်မှုတွေမှာပါဝင်တဲ့မြန်မာအချို့လည်းဖမ်းခံထားရတယ်လို့သိရပါတယ်အဲ့တော့ကျွန်တော်အနေနဲ့အသိပေးချင်တာထိုင်းနိုင်ငံကြီးဘယ်လိုပဲပြောင်းလဲပြောင်းလဲမြန်မာနိုင်ငံသားတွေနဲ့ဝင်ရောက် ဆန္ဒပြတာပါဝင်တာတွေမလုဆောင်ကြဖို့လိုပါတယ်။ကိုကမြန်မာနိုင်ငံသားဖြစ်ပါတယ်။အလို့သမားအခွင့်အရေးနဲ့ပတ်သက်ပြီးတော့လိုအပ်လိုအပ်တဲ့အခြေအနေရှိလို့ဆန္ဒပြတာကထိုင်းနိုင်ငံမှာအကျုံးဝင်ပေမဲ့ထိုင်းနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်ထိုင်းပြည်နဲ့ပတ်သက်ပြီးထိုင်းအစိုးရနဲ့ပတ်သက်ပြီးတော့ဆန္ဒပြတာစီရင်လို့ဆိုတာဒီလိုရှိခဲ့တယ်ဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံကဒါပြစ်ဒဏ်ကြီးမားပါတယ်။ ကိုကိုတိုင်းမရှိလို့သွားပြီးအလုပ်လုပ်စားတဲ့နေရာနေပြီးတော့ထိခိုက်သွားနိုင်ပါတယ်။တချို့ရေပေါ်စီးအနေနဲ့သွားတဲ့သူတွေအတွက်ကတော့ဒါအကျုံးဝင်မှာတော့မဟုတ်ပါဘူး။ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲ။ကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့ညလေးဖြစ်ပါစေခင်ဗျာ။ကျွန်တော်တို့မီဒီယာကိုထောက်ပံ့ညီနေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39 480 398ကိုဒါတိုက်ရိုက်အကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ်။ KB WP ဖွင့်ပြီးတော့ ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ bright လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ